နွေကုံကာနီမှာအရှိတောင်အာရှရဲ့သတင်းကောင်းစီးတွေဟာထိုင်းနဲ့ကမ္ဘောဒီးယားကြားကနေဆက်ပရိပခအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အခောက်ခွန်တွေအပေါ်မှာပဲအဓိကအာရုံစိုက်နေခဲ့ကြပါတယ်။ဒါပေမဲ့တိတ်အာရုံမစိုက်ခံရတဲ့ပရိပခကတော့လေးနှစ်ကြာမြင့်လာပြီဖြစ်တဲ့မြန်မာပြည်ပြည်ရင်းစစ်ပါပဲ။အစာပိုင်းမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့အောင်မြင်မှုတွေကြောင့်လူတွေကိုအံအားသင့်စေတဲ့ဒီတိုက်ပွဲတွေဟာ စေအုပ်စုကိုနောက်ကျောမလုံဖြစ်စေခဲ့ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့စစ်တပ်ဘက်ကနီးပြည်ဟွာအစ်စ်တွေကိုပုံမသုံးဆွဲလာပါတယ်ဒါပြင်တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကလည်းပိုပြီးတော့ထိရောက်လာပါတယ်ဒါကြောင့်မြန်မာနိုင်ငံရဲ့အခြေအနေဟာအဆင့်အတစ်တစ်ခုတည်းကိုဝင်ရောက်လာနေပါပြီပထမဆုံးပြောင်းလဲလာတာကတော့ဇူလိုင်30ရက်နေ့မှာကြေညာခဲ့တဲ့စေအုပ်စုရဲ့အရေးပေါ်ခြေနေအဆုံးသက်ကြောင်း ိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ SAC ကိုဖျက်သိမ်းကြောင်းကြေညာချက်ပါပဲဒီအပြောင်းလဲအရာစစ်ကောင်းဆောင်ပုံချုပ်မှုကြီးမရောက်နိုင်ကယာတို့နှစ်ခုကိုစွန့်လွတ်ခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ပါ28ရက်နေ့မှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲမတိုင်ခင်ထိစစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ်ရောယာယီတမတအဖြစ်ဆက်ရှိနေဦးမှာပါစစ်တပ်ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်ပြည်ရင်းရောပြည်ပမှာပါ သူတို့ကိုသူတို့တရားဝင်မှုရှိတယ်လို့အထင်ရောက်အောင်ကြိုးပမ်းဖို့ပါပဲ။ ဒါပေမဲ့ Human Rights Right လို့လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ကျွမ်းကျင်သူတွေကတော့ဒီရွေးကောက်ပွဲတွေကိုဒီမိုကရေစီနည်းကျရွေးကောက်ကံအစိုးရဆိုတဲ့ခေါင်းစဉ်တက်ပြီးတမ်းပြီးအာဏာကိုစစ်တပ်ကဆက်လက်ထိန်းချုပ်ထားနိုင်ဖို့ကြံစည်တဲ့ပရိယေတစ်ခုအဖြစ်ရှုမြင်ခဲ့ကြပါတယ်။မြန်မာစစ်တပ်ဟာနိုင်ငံရဲ့27ရာခိုင်နှုန်းကိုသာထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့အချက်ကြောင့်တကယ်တမ်းမျှတပြီးကိုစားပြုမှုရှိတဲ့ရွေးကောက်ပွဲဖြစ်နိုင်ခြေဟာ ပိုလို့တောင်မဖြစ်နိုင်စရာဖြစ်လာပါတယ်စစ်တပ်ရဲ့ဘျူရိုကရေစီစံတဲ့လက်ကတ်တွေပြင်သူတို့ရဲ့ဩဇာကြီးမားဆုံးမဟာမိတ်ဖြစ်တဲ့တရုတ်နိုင်ငံကလည်းမြောက်ပိုင်းနယ်စပ်ဒေသတွေမှာတိုက်ပွဲအလုံးကိုရပ်တန့်စေဖို့ပိုပြီးတိုးမြင့်လှုပ်ဆောင်လာခဲ့ပါတယ်တရုတ်ဟာမြမရေးမှာနှစ်ဖက်ခွာထိုင်ကစားနေတာကြာပါပြီအဓိကကြားတဲ့1027စစ်စင်ရေးကိုလည်းမတိမတာခွင့်ပြုခဲ့ပါတယ်။တချိန်တည်းမှာပဲရုရှားနဲ့အတူစစ်တပ်တွေအတွက် ထိတ်တန့်လက်နက်ပစ္စည်းထောက်ပံ့သူဖြစ်လာခဲ့ပါတယ်2021ကနေ2023အတွင်းလက်နက်တန်ဖိုးဒေါ်လာ268သန်းအထိ ထောက်ပံ့ခဲ့ပါတယ်ဒါပေမဲ့တိုင်းဒေါ်လာရင်းအုပ်စုတွေဘက်ကအောင်ပွဲတွေပိုရလာတဲ့အခါမှာတော့တရုတ်ဟာသူ့ရဲ့မူကိုဖြောင်းပြန်လှန်ပစ်ခဲ့ပါတယ်စစ်တပ်နဲ့တနမန်ရေးရဆက်ဆံမှုတွေကိုပို့ပြီးတိုးမြှင့်လာခဲ့ပါတယ်။ဥပမာအားဖြင့်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံက ြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တီထောင်ခြင်း98နှစ်မြောက်ခန်းနာကိုလူပေါင်း930ကျော်တက်ရောက်ပြီးကျင်းပခဲ့တာမျိုးပေါ့အဲ့ဒီခန်းနာကိုတရုတ်တပ်မကြီးနဲ့မြန်မာနိုင်ငံဆိုင်ရာစစ်တမ်းမှုတို့တက်ရောက်ခဲ့ပါတယ်တရုတ်က EAO တွေကိုသူတို့ရဲ့စစ်ရေးထိုးစစ်တွေရပ်တန့်ဖို့တောင်းဆိုရမှာလဲအတံပိုကျလာခဲ့ပါတယ်2024 April မှာ1027စစ်စင်ရေးမှာပါဝင်ခဲ့တဲ့မြန်မာမိတ်၃ဘွဲ့ဝင်တွေတဲက မြန်မာမျိုးသားဒီမိုကရေစီမာမိတ်တက်တော် MNDAA ဟာပြီးခဲ့တဲ့နေရာဒီကသူတို့တိမ့်ပိုက်ခဲ့တဲ့ရှမ်းပြည်နယ်လာရှိုးမြို့ကိုစစ်တပ်လက်ထက်ပြန်လည်ပြက်ခဲ့လိုက်ရပါတယ်။ကိုကဟာတရုတ်နယ်စပ်နဲ့မဝေးလာပါဘူး။ MNDAA ကလာရှိုးမြို့ကိုတိမ့်ပိုက်ပြီးတဲ့နောက်တရုတ်ဟာကိုကန်တပ်ဖွဲ့ပေါ်အမျိုးမျိုးပြတ်တောက်ဖိအားပေးတာမျိုးတွေပြုလုပ်လာခဲ့ပါတယ်။တချို့သတင်းတွေအရကိုကန့်ဒေတာကိုလည်းလျှက်စင်ပြီးဖျက်တောက်ခဲ့တယ်လို့ နေဇက်ဂိတ်တွေကိုလုံးဝပိတ်ပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ကိုကန်တပ်ဖွဲ့ဤသူတရုတ်ရဲ့အတင်းကျပ် PRP ခံရတဲ့တပ်ဖွဲ့လည်းရှိပါသေးတယ်။ညီနောင်မမိတ်သုံးဘွဲ့ရဲ့အဖွဲ့ဝင် ဖြစ်တဲ့တအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် DNLA ပါပဲ။ DNLA ကတော့တရုတ်ဟာသူ့ရဲ့ဂျိုးစီဝါကိုပဲတူကြည့်တာဖြစ်ပြီး DNLA ရဲ့တော်လန်တိုက်ခတ်မဲ့တန်ရိတ်ထံဟာဆက်ရှိနေမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီလိုပြောပေမဲ့လည်းတရုတ်ရဲ့ PRP မှုကြောင့် DNLA ဟာ ဒီနှစ်ထဲမှာစတက်နဲ့တတိယအကြိမ်ဆွေးနွေးပွဲပြုလုပ်ခဲ့ရပါသေးတယ်။အဲ့ဒီဆွေးနွေးပွဲမှာစတက်ဘက်က DNL သိမ့်ပိုက်ထားတဲ့နယ်မြေအလုံးကို ပြန်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဆွေးနွေးပွဲကလည်းမကြာခင်မှာပြက်ပြားသွားခဲ့ပါတယ်။ဘေကျင်းရဲ့အမိန်ပေးစေခိုင်းမှုတွေဟာ EU တွေထဲမှာအင်အားကြီးဆုံးလို့သတ်မှတ်ခံထားရတဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတက်မတော် UWSA ဘော်ကိုလည်းတက်ရောက်မှုရှိခဲ့ပါတယ်။ UWSA ဟာပြိပက္ခတွေကိုတိုက်ရိုက်မပါဘဲရှောင်နေခဲ့ပါတယ်။ ါပေမဲ့အရင်တုန်းကတော့ DNLA MNDAA နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ကိုငွေကြေးနဲ့စည်ရေးအကူအညီတွေတည်တည်သာသာပေးခဲ့ပါတယ်။ဒါပေမဲ့တရုတ်ဘက်ကပြားပေးမှုတွေအတိအကျပြောရရင်ဝအရာရှိတွေကိုဖန်ဆီးတာပိုင်ဆိုင်မှုတွေကိုထိန်းချုပ်တာနေဆက်တွေပိတ်ပစ်တာတွေကြောင့်အဲ့ဒီအုပ်စုတွေကို ထောက်ပံ့မှုအလုံးကိုရက်စဲလိုက်ပြီး UWSA ဘက်ကကြေညာခဲ့ရပါတယ်။ ဒီလုပ်ရက်တွေကြောင့်စေုပ်စုရဲ့ထိုးစစ်တွေကိုဟန်တားဖို့အကျိုးစားနေတဲ့ EAO ရဲ့စွမ်းဆောင်ရည်ကိုဆူဆူရွာရွာထိခိုက်လာနိုင်ပွဲရှိပါတယ်။တတိယပြောင်းလဲကတော့အခုနောက်ပိုင်းစေုပ်စုရဲ့စေရေးအောင်မြင်မှုတွေပါပဲ။ရှမ်းပြည်နယ်နောင်ချုံမြို့ကို TNLA လက်ထဲကနေတနှစ်ကြာတိုက်ခိုက်ပြီးတဲ့နောက်ဇူလိုင်လမှာပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒီမြို့ဟာနိုင်ငံရဲ့အကြီးအကဲလေးကျင်ရေးကြောင်းတမတော်လေးကျင်ရေးချောင်းအနီးမှာတည်ရှိပြီးတော့မန္တလေးနဲ့ရှမ်းပြည်ကိုဆက်သွယ်ထားတဲ့ ကုံတွေရေးလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်စစ်ကောင်စီနဲ့တောင်ငွေသားလွမြောက်ရေးတက်မတော် DNA တို့တရုတ်ဆိုရရဲ့ဂျာဝင်စစ်ဆက်မှုနဲ့တရုတ်နိုင်ငံကုံမင်းမြို့မှာ အောက်တိုဘာ29 28ရက်မှာတွေ့ဆုံညီနိုင်ပြီးနှစ်ဖက်အပြစ်ခတ်ရစဲလိုက်ပါတယ်ဒီသဘောတူညီချက်အရစစ်ကောင်စီနေနဲ့ DNLA ထိန်းချုပ်ဒေသတွေကိုလေကြောင်းနဲ့ပုံကျဲတာစစ်ကြောင်းထိုးတာကိုရပ်တန့်ရမှာဖြစ်ပြီး DNLA ကတော့ မိုးကုန်းနဲ့မိုးမိတ်မျိုးကနေစုတ်ခွာဖို့အတွက်သဘောတူညီခဲ့ရပါတယ်။ဒါပြင်ဒီမော့ဆိုမျိုးကိုလည်းကရင်နီမျိုးသားကာကွယ်ရေးတပ် KNDF နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF တို့သူတို့ကဒီ area ကိုပူရဲကာကွယ်ဖို့စ조사ခဲ့ကြပါတယ်။လက်ထဲကနေပြန်လည်ရယူနိုင်ခဲ့ပါတယ်။ဒီအောင်ပွဲဟာဂျွန်လ30ရက်နေ့ကနေရှမ်းပြည်နယ်တောင်ပိုင်းမိုးပြဲမြို့ကို စစ်တပ်ကပြန်လည်သိမ်းပိုက်ပြီးတဲ့နောက်ထပ်မံရရှိလာတာပါစစ်တပ်ရဲ့မကြသေးမီအောင်ပွဲတွေထဲမှာစကိုင်းတိုင်းကတပင်းမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလဲပါဝင်ပါသေးတယ်အလားတူပဲထိုင်းနယ်စပ်ကနေမြန်မာပြည်ရဲ့ဗဟိုချက်စီကိုဥတည်နေတဲ့အဓိကလမ်းမကြီးဖြစ်တဲ့အာရှအဝေးပြေးလမ်းမကြီးကိုစစ်တပ်ကပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်အခုစစ်တပ်ရဲ့အာယုံဆိုင်မှုတွေဟာဗမော်မျိုးစီကို ပြောင်းသွားပါပြီ အဲ့ဒီမှာကချင်လွတ်လပ်ရေးတပ်မတော် KIA ကမကြားသေးခင်မှာပဲစကန်တစ်ခုကိုလက်လွတ်ခဲ့ရပါတယ်။ဗမော့မြို့ဟာ ARD မြစ်ပေါ်မှာမဟာဗျူဟာကြက်ကြတည်ရှိနေတာပါ။ကချင်ပြည်နယ်တောင်ပိုင်းကိုတရုတ်နဲ့ဆက်သွယ်ပေးထားတယ်လို့လိုင်းစာက KIA ဌာနချုပ်နဲ့လည်းအလံမဝေပါ။အခုလိုစစ်တပ်ရဲ့စီးအောင်ပွဲတွေဟာ EO တွေရဲ့ဝင်ငွေစီးကြောင်းတွေကိုလည်းထိခိုက်စေပါတယ်။အထူးသဖြင့်တပ်ထုတွင်းတွေကိုပြန်လည်သိမ်းပိုက်လာနိုင်တာတွေကြောင့်ဖြစ်ပါတယ်။ ဥပမာကချင်ပြည်နယ်ဖားကန့်ကြောက်စိမ်းတွင်းဒေသတွေမှာစစ်တပ်ရဲ့အစစ်ကြောင်းထိုးတာတွေဒိုးပင်ကြီးရွာမှာအရင်ကတိမ့်ပိုက်ခံထားရတဲ့ငွေနဲ့အတွတ်တွင်းတွေပြီးတော့မန္တလေးတိုင်းကဖျောင်းတောင်ရွှေရင်းတွေပါဝင်ပါတယ်စစ်တပ်ရဲ့အောင်မြင်မှုတွေအဓိကတော့ချက်ကလေကြောင်းကိုထိန်းချုပ်ထားနိုင်တာပါပဲဖိဘက်ကစောင့်ကြည့်ရေးအကျုံးမြတ်မယူတဲ့အဖွဲ့အစည်း ACLED ရဲ့အဆိုအရစစ်တပ်ဟာ 2025ခုနှစ်ဇန်နဝါရီလနဲ့မေလတွင်လေကြောင်းတိုက်ခိုက်မှု1134ကြိမ်ပြုလုပ်ခဲ့ပါတယ်။ဒါဟာ2023ခုနှစ်မှာ198ကြိမ်2024ခုနှစ်မှာ640ကြိမ်နဲ့နိုင်ရှင်နေမယ်ဆိုရင်တော့အတော်လေးများပြားလာတာပါ။အဲ့ဒီလိုပဲစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုစွမ်းရည်တွေအတွက်တရုတ်ရဲ့အကူအညီတွေမရှိမဖြစ်အရေးပါနေတော့ပါပဲ။တရုတ်ဆိုရပိုင်းကုမ္ပဏီတွေဟာလေယာဉ်ပုံးတွေထုတ်လုပ်ဖို့ကုန်ကျန်းတွေလေကျင်းမှုတွေနဲ့ ဒီဇိုင်းပုံစံတွေကိုထောက်ပံ့ပေးနေတာပါဥပမာအနေနဲ့ကာကွယ်ရေးစက်ရုံအမှတ်27ဟာစစ်တပ်ရဲ့လေရင်ပုံအများစုကိုထုတ်လုပ်နေတာပါဒါပေမဲ့စီအောင်ပွဲတစ်တွေကိုဖြစ်ပေါ်စေတဲ့အဓိကတွန်းအားကတော့မြေပြင်ထိုးစစ်တွေနဲ့တူလေကြောင်းအမြောက်တပ်နဲ့ဒရုန်းတိုက်ခိုက်မှုတွေကို ပေါင်းစပ်ညှိနှိုင်းပြီးတိုက်ခိုက်လာတာပါပဲဒီလိုပုံမညှင်လာတဲ့ညှိနှိုင်းဆောင်ရွက်မှုနဲ့ဒရုန်းတွေကိုပို့ပြီးတိတိယောက်ယောက်အသုံးပြုနိုင်မှုက ဒေါ်လာရင်းတပ်ဖွဲ့တွေရဲ့တံပြန်တိုက်ခိုက်မှုတွေပေါ်ကြီးမားတဲ့အခက်ခဲတွေဖြစ်ပေါ်စေပါတယ်။အခုလိုစစ်မြေရင်ပေါ်ကအပြောင်းလဲတွေဆေးဆူရဲ့နှီးပြူဟာတွေနဲ့တရုတ်ရဲ့ဆွတ်ဖက်ကျဲလေလာမှုတွေကဒီကာလကိုအဆုံးဖြတ်ပေးမယ့်အချင်းညာတစ်ခုဖြစ်လာစေပါတယ်။ဒီလိုဆိုပေမဲ့လည်းစစ်တပ်အနေနဲ့နိုင်ငံရဲ့အမြင့်ဆုံးအာဏာပိုင်အဖြစ်သူ့ကိုယ်သူပြန်လည်တည်ဆောက်နိုင်စွမ်းကတော့အလံဝေးနေစေပါ။သူဟာနိုင်ငံရဲ့နယ်မြေအနေစုကိုသာဆက်လက် ထိန်းချုပ်ထားနိုင်သေးပြီး နေဆက်ပြည်နယ်အများစုကိုလက်လွတ်ထားရတုံးပါပဲစစ်တပ်ရဲ့အောင်ပွဲတွေရှိပေမဲ့ EO တွေကလည်းတနိုင်ငံလုံးတိုင်းတာနဲ့အောင်မြင်မှုတွေရရှိနေစေဖြစ်ကြောင်းဆက်လက်ပြောဆိုနေကြပါတယ်အထူးသဖြင့်မြန်မာမာမိတ်၃ဘက်ရဲ့အဖွဲ့ဝင်ဖြစ်တဲ့အရခတ်တတော် AA ပါပဲရခိုင်ပြည်နယ်မှာအခြေစိုက်ထားတဲ့ AA ဟာ ERD မကွေးနဲ့ဗကောဒန်နေသားကြီးတွေတဲ့ ठी ထိုးစစ်စင်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်သူဟာတခြား EO တွေကိုအတိအကျပြောရရင် ချင်းညီနောင်ဖွဲ့ကိုလက်နက်ထောက်ပံ့ပေးနေသူလည်းဖြစ်ပါတယ်။မြောက်ပိုင်းက EEO တွေလှုပ်ရှားမှုနည်းလာတာနဲ့မျှအေလိုဖွဲ့တွေကအစ်မြပြင်းအောင်မြင်မှုတွေရဖို့ဆက်လက်တွန်းအားပေးရမှာဖြစ်ပါတယ်။ဒါပြင်နိုင်ငံထဲမှာတိုက်ပွဲဝင်နေတဲ့တခြားအုပ်စုတွေကိုလည်းထောက်ပံ့ပေးရမှာဖြစ်ပါတယ်။ဒီကာလဟာဒေါ်လာရင်းရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမယ်အရေးကြီးတဲ့အချိန်ခါပါပဲဖြစ်ပါတယ်။တကယ်လို့စစ်တပ်ကတစ်ဖက်မှာအောင်ပွဲတွေစတရရယူလာပြီးတစ်ဖက်မှာလည်း EEO တွေနဲ့အပေးအယူတွေ လုံနိုင်ခဲ့မယ်ဆိုရင်ဒါကစူပူအောင်ကြွမှုတွေကိုသူတို့နှိမ်နင်းနေကြနီးလမ်းမှာပဲနိုင်ငံရဲ့နေရအများစုကိုလုံခြုံအောင်ထိန်းချုပ်သွားနိုင်မှာပဲဖြစ်ပါတယ်။ဒါပြင်သူ့နေရမှာအစိုးရတဲ့တခုဝင်ရောက်လာမဲ့ညှော်လင့်ချက်တွေကိုလည်းပျက်စီးသွားနိုင်မှာဖြစ်ပါတယ်။ခမညာဟုတ်ကဲ့ဒါကတော့ဒီဒီမှာဖော်ပြထားတဲ့ဆောင်းမရှင်နသန်နီရှယ်ရှိုးရှီရဲ့ဆောင်းပါလက်ရာ ဖြစ်ပါတယ်။